အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေနိုဝင်ဘာလ6ရက်နေ့နေ့လယ်ကနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကြီးမြို့တွင်တန်ဆောင်မောလာပြည့်နှစ်တခိုးကြီးညအပျော်ရန်ချက်လာခိုးသူကိုပြည်သူ့ရှေ့ဆောင်ပါတီမှအမတ်လောင်ဆိုင်းရွှေကြီးနဲ့တားဖြစ်သူကရှိုက်သက်သဖြင့်လူသက်မှုဖြင့်အမတ်လောင်တားဖအဖမ်းခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်ဒဇောင်မုံလိုင်ပြည်နှင့်တခိုးကြီးညာအပျော်ရန်ကြက်လာခိုးသူကိုပြည်သူ့ရှေ့ဆောင်ပါတီ PPP မှရှမ်းပြည်နယ်လွှတ်တော်မင်းဆန္ဒနှင့်အမှတ်လောင်းဆိုင်းရွှေတီနှင့်တားဖြစ်သူဆိုင်းကျော်စိုးမိုးတို့ကထိုးချိတ်ရိုက်နှက်ရမှတေဆုံသွားကြောင်းတောင်ကြီးရဲတရင်ရင်မြက်ကပြောပါရယ်နိုဝင်ဘာ9ရက်နေ့နဲ့2နာရီ30မိနစ်ခန့်ကတောင်ကြီးမြို့နယ်ရက်ွက်တစ်နေမြင့်နှစ်တွင်နေထိုင်သည့်လော်တာခုံဆိုင်းထွန်းစာကလွှတ်တော်ကိုစေလေလောင်ဆိုင်းရွှေတီ channel ရှိ ရက်ကိုဝင်ခိုးခဲ့ရပြီးသားဖားနှစ်ယောက်ကဒုတ်ဖြင့်ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက်တည်ဆုံသွားခြင်းဖြစ်ကြောင်းရဲတရင်ရင်မြစ်ကပြောပါရယ် PPP ပါတီအမတ်လောင်ဆိုင်းရွှေတီနှင့်သားဖြစ်သူဆိုင်းကျော်စိုးမိုးတို့၏ရိုက်နှက်မှုကြောင်းလော်တာခေါ်ဆိုင်းထွန်းစာသည်နေအိမ်ရှိကွန်ကရစ်ခင်းထားသည့်ရေမြောင်းပေါ်တွင်ပက်လက်အနေထားနှင့်နှစ်ဖူးပေါက်ပြဲသွေးထွက်ထရာများဖြင့်လေချတည်ဆုံသဖြင့်တောင်ကြီးမြို့မှရဲစခန်းကရဲစသက်ကြီးပုံမှ300နှင့်134ဖြင့်အမှုဖွင့်ထားကြောင်းသိရပါရယ် ဆိုင်းရွှေထီသည် PPP ပါတီကိုကိုစားပြု၍တောင်ကြီးမြို့မဲဆန္ဒနှင့်အမှတ်တမဝင်ရောက်ရှင်ပြန်ရန်အမတ်လောင်းအဖြစ်မှတ်ပုံတင်ထားသူဖြစ်ပါသည်ဆက်လက်ပြီးတောင်သာမြို့ပေါ်ရှိစစ်တပ်ခေစခန်းများကိုတော်လန်ရေးတပ်ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုစစ်သား၃ဦးသေဆုံးပြီးစစ်တပ်ကဆုတ်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်မန္တလေးတိုင်းတောင်သာမြို့ပေါ်ရှိစစ်တပ်ခေစခန်းများကိုတော်လန်ရေးတပ်ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုစစ်သား၃ဦးသေဆုံးပြီးစစ်တပ်ကဆုတ်ခွာထွက်ပြေးသွားကြောင်း ရင်းချန်ခရိုင်အမှတ်3တပ်ရဲမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရမန်နေ့နိုဝင်ဘာလ9ရက်နေ့နနက်6နာရီအချိန်တောင်တာမြို့ပေါ်တွင်ခြေကုပ်ယူထားသောမကြီယိုကိန်ပိတ်တနိုးတောင်စကြန်းအထွက်တန်လန်းကိတ်များကိုရင်းချန်ခရိုင်အမှတ်3တပ်ရင်ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းမတီယိုဂိတ်ရှိစစ်တပ်ကတော်လန်ရေးတပ်များဝင်ရောက်ပစ်ခတ်သည့်နှင့်အပြိုင်အဆိုင်ထွက်ပြေးသွားကြကြောင်းအဆိုပါဂိတ်တွင်ဘဏ်က73လုံးရှိတော်လေအားလုံးထွက်ပြေးသွားကြောင်း ဘန်ကာများအတွင်သေဆုံးနေသောစစ်သားတအုပ်၏အလောင်းများကိုတွေ့မြင်ခဲ့ရကြောင်းတရားရရှိသူများစွာရှိပြီးစစ်တပ်ဘန်ကာများကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်တပ်ဘန်ကာများကိုမဖျက်ဆီးဘဲခြေကုပ်ယူထိန်းထားနိုင်တော့လဲစစ်တပ်ကလေကြောင်းဖြင့်ပုံချဲပါကမြို့ပေါ်နေပြည်သူများထိခိုက်မိစိုးရိမ်၍ဘန်ကာများကိုမိရှို့ဖျက်ဆီးပြီးပြန်လည်ဆုတ်ခွာခဲ့ကြောင်းမြင်းချက်ခရိုင်အမှတ်3တပ်ရင်းကဆိုပါတယ်။ ရှင်ပြင်ဘေဒနိုးတောင်ပေါ်ရှိစစ်တပ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများအလုံးထွက်ပြေးသွားကြောင်းဘေဒနိုးတောင်ပေါ်တွင်စစ်တပ်ဘဏ်ကာ၁၂လုံးရှိသည့်အနက်ဘဏ်ကာ၁၁ခုကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်တမ်းအထွက်တန်လန်းဂိတ်ဝင်ရောက်သိမ်းဆီးချိန်တွင်ဘဏ်ကာအတွင်းမှပြန်လည်ပစ်ခတ်၍အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းစစ်တမ်းအထွက်တန်လန်းဂိတ်ကိုမသိမ်းနိုင်ခဲ့တော့လေစစ်တပ်ကအဆိုပါဂိတ်နေရာမှထွက်ပြေးသွားချိန်တွင်တော်လန်ရေးတပ်များလည်းပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါသည် မျက်မြင်အလောင်းတွေ့တာကတော့မကြည့်ရောမှတွေ့တယ်။စန္ဒာရီကတော့မတီးရဘူး။ဘေတနိုးတောင်ပေါ်မှာတိမ့်နိုင်ခဲ့တာဘန်ကာဆက်တလုံးထိတိမ့်နိုင်ခဲ့တယ်။ဂျန်နဲ့တလုံးကခဲရမ်းမလုံလောက်လို့မတိမ့်နိုင်ခဲ့တာပါ။တန်လန်ကိတ်ကဘန်ကာထဲမှာခံပစ်နေလို့အပြန်လန်ပြစ်ခတ်တိုက်ပွဲဖြစ်ခဲ့တာ။စကြန်ကိတ်ကတော့အယောင်ပြလောက်ပဲထိတွေ့မှုဖြစ်ခဲ့တာပါဟုမြင်းချန်ခရိုင်အမှတ်3တပ်ရင်းမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ အဆူပါတိုက်ခိုက်မှုကုံမြင်းချန်ခရိုင်အမှတ်3တပ်ရင်းနဲ့ဖူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရဲဘော်တအူကြည်တိမှန်တန်ရမစိုးရင်ရရရှိခဲ့ကြောင်းသိရပါတယ်။မနေ့ကတိုက်ပွဲဖြစ်တာကတောင်တာမြို့ကနေနထိုးကြီးဘက်ကိုအထွက်ဖြစ်တဲ့တောင်တာမြို့အဝင်ဂိတ်မကြီးရိုဂိတ်ဒီမနက်တော့စစ်တပ်ကအဲ့ဒီနေရာဝန်းကျင်ကိုပြန်နေရာယူနေပြီဟုဒေသခံပြည်သူတအူကပြောဆိုပါတယ်။တောင်တာမြို့ပေါ်တွင်စစ်တပ်ကရွှေကောက်ပွဲကျင်းပနိုင်ရေးလုံခြုံရေးတိုးမြှင့်နေတော့လဲတောင်တာမြို့နယ်အတွင်ခြေရွာများအလုံးကိုတော်လန်ရေးတပ်များကစိုးမိုးထားပြီး မြို့ပေါ်တွင်သာစစ်တပ်ကအထိုင်ချတပ်ဆွဲထားနိုင်တော်သည့်အခြေအနေဖြစ်ကြောင်းဒေသခံပြည်သူများကပြောဆိုကြပါသည်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။